ဘဝမှာမိသားစုကြောင့်ဝမ်းနည်းခဲ့ရတဲ့အခိုက်အတန့်တွေဟာလူတိုင်းမှာကြုံမှုကြမယ်လို့ကျမအမြင်ရတော့ထင်မိပါတယ်။တခါတလေသူတို့ပြောလိုက်တဲ့စကားတွေတခါတလေသူတို့လုပ်လိုက်တဲ့အပြုအမူတွေဒီစားတဲ့အရာတွေကဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့ကို့အတွက်တော့နာကျင်ဝမ်းနည်းသွားစေရတာမျိုးပေါ့လေ။ဒီလိုချီတီမျိုးတွေဟာဘလို့နေသားမျိုးမှာဖြစ်တယ်လေဆိုရင်ကိုကကိစ္စတစ်ခုကြောင့်စိတ်ပင်ပန်းနေတဲ့အခါမျိုးမှာမိသားစုကကိုယ့်ကိုအလေးမပေးဘဲလက်လျူရှုထားတဲ့အခါမျိုးတွေဆိုရင်ဒီခံစားချက်တွေက ဝင်လာတတ်ပါတယ်။တချို့ဆိုလို့ရှိရင်ကိုခန်းစားနေရတာတွေကိုတော့မိသားစုကိုချက်မပြပဲငှဲ့ညာပြီးတော့မျိုးသိထားတတ်ကြတဲ့သူတွေလေးအများကြီးပါ။ဒါဟာကျမတို့လိုတာမန်မိသားစုတွေမှာတော့ဖြစ်လေဖြစ်တာရှိတတ်တဲ့ပြဿနာတစ်ခုပဲဖြစ်ပါတယ်။စိုးရနားမကြတဲ့မိဘနှစ်ပါးနဲ့အကိုဖြစ်သူတို့ကြားမှာနေထိုင်ရတဲ့တာမန်လူသားလေးအုံကျော်တယောက်ဆိုရင်ဘလောက်ထိပင်ပန်းဝန်းနေရတဲ့အခိုက်အတန့်တွေများရှိနေပါလိမ့်မလဲ။ကျမအခု review လုပ်ပေးမယ့်ဇာတ်လမ်းလေးကတော့ 1500ရော928ချစ်ချင်းမြစ်တာတွေကိုပါတော်ဝါကြီးခန်းစားရမယ်အပြင်စောင်းသားကားလေးလည်းဖြစ်တာကြောင့်ပုပ်ပုပ်ပပပြပြရှိရင်းနဲ့ရတာပေါင်းစုံကိုဇလန်းတွဲတစ်ခုထဲမှာခန်းစားရမှာပါဇလန်းတွဲနံပါတ်လေးကတော့ Twinkle Watermelon ဆိုတဲ့အတိုင်းပဲနေဦးရတဲ့ဖျဲသီးချချိုလေးတွေလိုတက်ကြွလန်းဆန်းစီမှာပါငယ်စီကလေးကဆွမ်းအားနာမကြမိသားစုကြမှာပေါင္ကူတရာအဖြစ်လှုပ်ပေးခဲ့ရတဲ့အငယ်ဆုံးသားလေးအုံကျော်ကတော့ စံပြကျောင်းသားတယောက်ဖြစ်တယ်လို့ဂီတကိုလည်းအရန်ဝါသနာပါပါတယ်။ဒါပေမဲ့အဖေဖြစ်သူအီချန်ကတော့တားဖြစ်သူကိုဂီတနဲ့ပတ်သက်ပြီးတော့လုံးဝကိုပေးမလို့စေချင်တာပါ။ဒါကလည်းသူ့မှာအကြောင်းရင်းရှိပါတယ်။အဲ့ဒါကဘာလဲဆိုရင်အီချန်ငယ်ဘဝတုန်းကဂီတကိုအရန်ယူသွတ်ခဲ့ပြီးတော့အက်ဆီဒန့်တစ်ခုကြောင့်အခုလိုမျိုးဆွမ်းဟာနာမစားဖြစ်သွားခဲ့တဲ့အတွက်ဂီတကိုနာကျင်နေတာပါ။ဒါကိုအုံပြောတယောက်ကတော့မသိဘူးပေါ့လေ။ ဒီလိုနဲ့မိသားစုအတွက်တစ်ဖက်တစ်လမ်းကနေဝင်ရှာဖို့ဘန်တစ်ခုမှဝင်ပြီးတော့ညဘက်တချင်းဆိုတာကိုလက်ခံလိုက်ပါတယ်။ဒီလိုနဲ့တရက်မှာတော့အဖေဖြစ်သူကမိသွားခဲ့ပြီးအိမ်နောက်စကားများကြရင်လည်းအုံကျော်ဟာလျှဝက်စမ်းကျတဲ့ဂီတတူရိယာဆိုင်ကနေတစ်ဆင့်မထင်မှတ်ဘဲနဲ့အချိန်ခီးသွားနိုင်ခဲ့တာပါ။သူသွားလို့ရခဲ့တဲ့ကာလကတော့1995ခုနှစ်ဆိုတဲ့လောမောဖွဲ့အတိတ်စီကိုပါ။အဲ့ဒီအချိန်မှာတော့18နှစ်အရွယ်အထက်တန်းကျောင်းသားသူ့အဖေအီချန်နဲ့ထိတ်တိုက်တွေ့လိုက်ရတဲ့အခါမှာ စကားမပြောတဲ့သူ့အဖေကငငယ်ကစကားပြောနိုင်တာကိုသိပြီးတော့ထိတ်လန့်သွားခဲ့ရပါတယ်။ပြီးတော့1995ခုနှစ်ကာလမှာအဖေဖြစ်သူအီချန်းကအမေဖြစ်သူချောင်းအာကိုလိုက်နေရမဟုတ်ဘဲနဲ့ဆေကျောင်းဆိုတဲ့တောင်းသူလေးကိုသဘောကျနေခဲ့တာပါ။အမေဖြစ်သူကတော့ငယ်စဉ်ကလေးကဖြစ်ရက်တစ်ခုကြောင့်ဆွမ်းအားနာမကျဖြစ်နေသူတယောက်ပေါ့လေ။1995ခုတော့အွန်ကျော်တယောက်တည်းအချိန်ခီးသွားလာတာမဟုတ်ပါဘူး။နောက်ထပ်တယောက်ရှိပါသေးတယ်။အဲ့ဒါကရောဘသူဖြစ်နိုင်မလဲ။ ဒီလိုမျိုးပြန်ဆုံတွေ့လာတဲ့တို့ကံကြမှာကိုအုံကျော်တယောက်ကဘေးရာတွေကိုပြန်လဲပြင်ဆင်သွားမယ်လို့ပရိသတ်တို့ထင်မိပါလေသူ့အဖေနဲ့မိကိုပြန်လဲပေါင်းစည်းနိုင်အောင်လုပ်မှာလားဒါမှမဟုတ်သူ့အဖေသဘောကျနေတဲ့လူနဲ့ပဲအောင်တယ်လုပ်ပေးမှာလားအဖေဖြစ်သူဤချမ်းကိုစွန့်ဝနားမကြားဖြစ်သွားစေတဲ့ကိစ္စကရောဘာလဲဒါကူရောအုံကျော်တယောက်ဘလို့တားစီမှာလဲအုံကျော်တယောက်သူတို့အားလုံးရဲ့ကံကြမှာကိုပြောင်းလဲပြစ်လိုက်နိုင်မှာလားဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပါ အထက်တန်းကျောင်းသားလူငယ်လေးတွေနဲ့သူတို့ဝါသနာအိမ်မက်တွေအကြောင်းကိုပုတ်ပုတ်ပပရိုက်ကူးထားတာဆိုပေမဲ့တကယ့်ကိုလေးနက်တဲ့ဆက်အိမ်တွေကိုအတိတ်ပဲရှိရှိနဲ့တခန်းချင်းစီရိုက်ကူးပြသထားတာကိုတွေ့ရမှာပါပြီးတော့ INDB Rate 8.9အထိတောင်ရထားတဲ့စကားကောင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည့်တဲ့ကြီးကိုကြည့်ရှုလို့ရအောင်လို့ review လေးကိုတင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ် အခုလိုမျိုးစိတ်ဝင်စားစရာကောင်းမဲ့ဇလန်းတွဲလေးတွေကို review လုပ်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့ video တင်တိုင်းမှာကြည့်နိုင်ဖို့ notification လေးကိုလည်းနှိပ်ပေးဖို့မမေ့ပါနဲ့နော်